ညီမတို့တည်းစကိုင်းသွားတဲ့3-4ရက်အတွင်းတော့မှာပေါ့နော်ညဘက်ထိအိတ်တဲ့တော်တွင်မှာဆိုလို့ရှင်နည်းနည်းလေးငလင်လောက်တာတော့မှာအဲဟိုကြောက်တယ်ပေါ့နော်ကြောက်တယ်ကိုရီးယားဘာအဲ့လိုအထက်မြင့်နေမှာအိတ်တဲ့ခါမျိုးဆိုနည်းနည်းလေးငလင်တစ်ချက်နှစ်ချက်ပေါ့ညီမတို့ဒါဟိုငလင်ကြောရှိတဲ့နေရာဆိုတော့တစ်ချက်နှစ်ချက်လုံရအစားညဘက်ကိုတခြားအိတ်မပြောဘူးအဲ့တကယ်အကြီးအကျယ်ကြုံတွေ့ခဲ့ရတဲ့သူတွေဆိုဒါစိတ်ပိုင်းဆိုင်ရာဘယ်လောက်ထိခိုက်မလဲဒါအိုးရင်ဆုံးရှုံးခဲ့ရတဲ့သူတွေအာပြီးတော့လို့ရှင်ညီမတို့စီးစိမ်ဥစ္စာတွေเนาะအများကြီးဆုံးရှုံးခဲ့ရတယ်ပြီးတော့အသက် NDA တွေအများကြီးကြုံတွေ့ခဲ့ရတဲ့သူတွေအတွက်ဆိုရင်ဒီ ညဘက်တည်းကဘလို့မှအိပ်ပျော်နိုင်မယ်လို့မထင်ဘူးပေါ့နော်။ဒါကရှင်ကျန်ရေးခဲ့တဲ့သူတွေအတွက် mental health ပိုင်းဆိုင်ရာတွေလည်းညီမတို့အနေနဲ့အများကြီးကူညီပေးမှသင့်တယ်လို့ထင်တယ်။ဒီတစ်ခေါက်သွားတဲ့ခီးစဉ်မှာတော့ဒါညီမတို့ကဒီအာ အတော်ရီဦးလေးတွေနဲ့တော့အတွေ့ပို့များတယ်ပေါ့နော်အတော်ရီဦးလေးနဲ့တွေ့ပို့များတယ်လူငယ်ပိုင်းလေးတွေလည်းနဲ့တွေ့ကြတယ်ပေါ့နော်ဆိုတော့တွေ့ရဲ့အခါမှာတော့ဒါတော်တော်များတော့အမြင်တဲ့အလိုပြောပြတဲ့စိတ်ခွာလေးပြပြတဲ့ဒီမတို့တဲ့စကိုင်းသွားတဲ့၃လရဲ့အတွင်းတော်မှာပေါ့နော်ညာဘက်ထိအိတ်တဲ့တော်တွင်မှာဆိုလို့ရှင်နည်းနည်းငလင်လောက်တာတော့မှအဟိုကြောက်တယ်ပေါ့နော်ကြောက်တယ်ကိုရီးယားပေါ့အဲ့လိုအထက်မြင့်နေမှာအိတ်တဲ့ခါမျိုးဆိုနည်းနည်းလေးငလင်တစ်ချက်နှစ်ချက်ပေါ့ညီမတို့ဒါဟိုငလင်ကြောရှိတဲ့နေရာဆိုတော့တစ်ချက်နှစ်ချက်လုံရအစားညာဘက်ကိုတခြားအိတ်မပြောဘူးအာ အေးကြီးတွေမဝဘူးပေါ့နော်အေးကြီးတွေမဝဘူးအိတ်မပျော်ပါဆိုတော့စိတ်ကအာဒါကိုအရင်အာရုံရောက်နေရဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အာတခြားမအိတ်မပျော်တာမျိုးတွေများတယ်အိတ်မပျော်တဲ့ရက်တွေများတယ်ပေါ့နော်ဒီသွားခဲ့တဲ့ရက်လေးခဏအတွင်းမှာတော့မှတကယ်အကြီးကျယ်ကြုံတွေ့ခဲ့ရတဲ့သူတွေဆိုတာစိတ်ပိုင်းဆိုင်ရာဘယ်လောက်ထိခိုက်မလဲဒါအိုးရင်ဆုံးရှုံးခဲ့ရတဲ့သူတွေအာပြီးတော့လို့ရှိရင်ညီမတို့စီးစိမ်ဥစ္စာတွေနော်အများကြီးဆုံးရှုံးခဲ့ရတယ်ပြီးတော့အသက်အန္တရာယ်တွေအများကြီးကြုံတွေ့ခဲ့ရတဲ့သူတွေအတွက်ဆိုရင်ဒီညဘက်တွေကဘလို့မှအိတ်ပျော်နိုင်မယ်လို့မထင်ဘူးပေါ့နော်ဒါညီမတို့ရက်ပိုင်သွားခဲ့တဲ့သူတွေတောင်မှအိတ်ပျော်တဲ့ညီမတို့တစ်ဖွဲ့လုံးနဲ့ ို့ပဲပေါ့နော်အိပ်ပျော်တဲ့သူဆိုတာရှားတယ်ဘာလို့လဲဆိုတော့ဒီငလင်းလေးနည်းနည်းလှုပ်လိုက်တာနဲ့ငလင်းလှုပ်တယ်ဘာလို့ဆိုအပေါ်တက်မှာနေလေးပို့ပြီးတော့တိတာလေးဆိုတော့လူတွေကြောက်ကြောက်ရွံ့စိတ်တွေပိုများတယ်ပေါ့နော်ဆိုတော့တကယ်ကြုံတွေ့ခဲ့ရတဲ့သူတွေဆိုလို့ရှိရင်အာ ငလင်မလုံရင်တော့မှဒါတရင်လေဖတ်မိရဲ့ပေါ့နော်ငလင်မလုံရင်တော့မှစိတ်ကငလင်လုတ်တယ်လို့ဆွဲပြီးတော့ဒါ trauma တွေကနေကြတာမျိုးတွေရှိရဲဆိုတော့ဒါညီမတို့ mental health ပိုင်းဆိုင်ရာတွေမှာလဲပေါ့နော်ဒါအသက်ရှင်ကျန်ရေးခဲ့တဲ့သူတွေအတွက် mental health ပိုင်းဆိုင်ရာတွေလဲညီမတို့အနေနဲ့အများကြီးကူညီဖေးမသင့်တယ်လို့ထင်တယ်အာညီမကိုယ်တိုင်ကလည်းဒါအာဆရာမတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော် လူတွေနဲ့စကားပြောတဲ့အခါမှာတော့ဒါညီမအများကြီးလဲ mental health ပိုင်းဆိုင်ရာမှာဘယ်လိုမျိုးလေးတွေစိတ်အေးထားသင့်တယ်ဘယ်လိုမျိုးလေးတွေဆိုလို့ရှိရင်တော့အာဒီ relax ဖြစ်စေရဆိုတဲ့အကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီးတော့လေဒါလူတွေနဲ့တွေ့ရခါမှာတော့အများကြီးတော့ပြောဖြစ်ပါတယ်ရှင်ဟုတ်အဓိကပေါ့နော်ဒီတစ်ခေါက်သွားတဲ့ခီးစင်မှာတော့ဒါညီမတို့ကဒီအာ အတော်ရီဦးလေးတွေနဲ့တော့အတွေ့ပိုများတယ်ပေါ့နော်အတော်ရီဦးလေးနဲ့တွေ့ပိုများတယ်အလူငယ်ပိုင်းလေးတွေနဲ့တွေ့ကြတယ်ပေါ့နော်ဆိုတော့တွေ့ရတဲ့အခါမှာတော့ဒါတော်တော်များတော့အမြင်တဲ့အလိုပြောပြတဲ့စိတ်ခွာလေးပြဖြစ်တဲ့အဓိကကတော့ဟိုသူတို့ခံစားနေရတဲ့ခံစားချက်ကတော့ဘလို့ပဲဖြစ်ပေါ့နော်ဟိုဘလို့မှဟို ရှင်လို့ရမှာမဟုတ်ဘူးသူတို့အနေနဲ့ကဒါအိုးအိမ်ကြီးအများကြီးပျက်စီးခဲ့ရတဲ့အတွက်ကြောင့်မလို့အရန်ဝန်နေကြီးခွေနေရယ်ဒီမှာလူတန်းတို့ပေါ့နော်သူတို့နေပီတိဖြစ်တဲ့ဆိုမှစိတ်ထဲမှာသူတို့ရဲ့ဝန်နေမှုပေါ့နော်ဝန်နေမှုတွေကိုမြင်နေရတယ်ဒါကြောင့်မလို့အာဒီ ဥလေးတွေတော်ရင်းနဲ့တွေ့ရခါမှာဆိုလို့ရှိရင်လည်းပြောဖြစ်တယ်ဒါညီမတို့အာအခုဆိုလို့ရှိရင်ပေါ့နော်လူရန်သူတွေလည်းပေါ်တယ်ဒီတစ်ခေါက်ငလင်းဒဏ်အကြောင်းပေါ့နော်အာဘေးဒုက္ခဖြစ်ခဲ့တဲ့သူတွေအတွက်ညီမတို့ဒီလွတ်သွားတဲ့တိုင်းနေပြည်နယ်ပေါ့နော်လွတ်သွားတဲ့တိုင်းနေပြည်နယ်တွေတော်တော်များများနေပြီးတော့ဒါအလူလမ်းမှုတွေလာကြတယ်ဒါကြောင့်မလို့အားမလျှော့ဖို့တွေအာပြီးတော့လို့ရှိရင်ပေါ့နော်ဒါညီမတို့အာဘလောက်ပဲညီမတို့အနေနဲ့အတင်းထားပါပြောပြောပေါ့နော်သူတို့အနေနဲ့ကြတော့လေဒါအများကြီးပျက်စီးဆုံးရှုံးခဲ့ရတယ်ဟိုအသက်အန္တရာယ် ဖြစ်ခဲ့တဲ့သူတွေအသက်ဆုံးရှုံးခဲ့ရတဲ့သူတွေရဲ့မိသားစုဝင်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ဒီချိန်မှာဘာပြောပြောနားဝင်မယ်မထင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒါအများကြီးစိတ်ပင်ပန်းထိခိုက်နေကြရမယ်။ line ဒီပုံမှာလည်းညီမတို့တွေ့ရတဲ့အတိုင်းပဲအာဒီ ပေါ်တော့လှူရဲနေသူတွေကိုအဲ့လိုကတော့တာမျိုးတွေမြင်ရတယ်။ဘာလို့လဲဆိုတော့အရန်သူတွေလည်းစိတ်တွေတအားပင်ပန်းနေအခုချိန်မှာဆိုအပြင်မှာနေညီမတို့ဒီခဏသွားခဲ့တဲ့တော်တွေနောက်ရာတိဥထုအရန်ပူတယ်။ရာတိဥထုတွေအရန်ပူတယ်အပြင်မှာဒီလိုမျိုးအာမနေ့နေ့လည်းညပေါ့နော်တဲထုတ်ပြီးနေရတယ်သူတို့ရဲ့ခံစားချက်အာပြီးွားလို့ရှိရင်ပေါ့နော်အခုဆိုထိခိုက်တန်ရာရတဲ့သူတွေပေါ့နော်ထိခိုက်တန်ရာရတဲ့သူတွေဆိုလို့ရှိရင်လားစေုံစေရမှာလည်းအပြည့်ပဲ။ဆိုတော့ဟို ြောရမယ်သူတို့နေရာကိုကြီးလိုက်ရုံနဲ့တော်တော်လေးဝမ်းနဲ့ကြေခွဲရတယ်အခုချိန်မှာညီမတို့ဘလို့ပဲစိတ်သက်ခွန်အားတွေပေးပေးပေါ့နော်အဲသူတို့အနေနဲ့လည်းဟိုအခုချိန်မှာတော့အရင်ကစိတ်ပင်ပန်းနေရမယ်လို့ထင်ပါတယ်ဒါပေမဲ့အာညီမတို့အနေနဲ့ဒါအခု ကူညီရတဲ့သူတွေလူတိုင်းနဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်လည်းပေါ့နော်အာလူတိုင်းစိတ်ပင်ပန်းနေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့အာဒီ line ဒီပေါ်မှာအာတက်နိုင်သမျှတယောက်နဲ့တယောက်ပေါ့နော် happiness house လေးဖြစ်အောင်ပြီးသွားလို့ရှိရင် mental health ပိုင်းဆိုင်ရာမှာလည်းတယောက်နဲ့တယောက်အာကူညီပေးနိုင်ဖို့အတွက်အာဒါ informations လေးတွေပေါ့နော်ဒါ mental health ပိုင်းဆိုင်ရာမှာဘယ်လိုလေးဆိုကူညီဖြစ်နိုင်နေဆိုတာလေးတွေကိုအာ ပြောချပေးဖို့အတွက်လည်းဒါညီမနဲ့တိုက်တွန်းချင်ပါတယ်ရှင်ဒီခံစားခဲ့ရတဲ့သူတွေအတွက်ပေါ့နော်အာဒီချိန်မှာဘယ်လိုစကားမျိုးနဲ့မှနှစ်သိမ့်လို့မရဘူးဆိုတော့ဒါညီမတို့အကုန်လုံးလည်းနားလဲပါတယ်ဒါပေမဲ့အထူးသဖြင့်ပေါ့နော်အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေအသက်ဆုံးရှုံးခဲ့ရတဲ့သူတွေရဲ့မိသားစုဝင်တွေပေါ့နော်ဆိုတော့အရန်ကိုပြန်ပန်းခတ်ခဲခဲ့မယ်စီးရင်ကြမယ်ဆိုတော့လည်းအာဒါနားလေတယ်ဒါပေမဲ့ညီမတို့နေနေဒါအမြဲတမ်းညီမတို့ဒီတရားတွေမှာ ပြောနေကြအတိုင်းပဲပေါ့နော်သူမကောင်းတာတွေပြီးညီမတို့ဒါကောင်းတာတွေရတော့လာမှာပါအာ ဘလောက်ပဲဟိုပမန်းခက်ခဲပါစေပေါ့နော်ညီမတို့အနေနဲ့အာဒါရှင်တန်ဖို့အတွက်ကတော့ဘလိုပဲဖြစ်ဖြစ်ပေါ့နော်အာဒါအခုချိန်မှာဒီအသက် NDA ဘေးကနေလွတ်မြောက်အောင်ဒါလုံးဟိုဘလိုပြောရမလဲပေါ့နော်ညီမတို့ဒီအသက် NDA ဘေးကနေပြီးညီမတို့အနေနဲ့ လွမြောက်လာခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ပိုင်းဒီမှာကောင်းတဲ့နေရာတွေကလည်းကိုယ်ကိုစောင့်မျှော်နေမယ်လို့ထင်ပါတယ်။ဒါကြောင့်မလို့အာမလျှော့ကြဖို့တွေဒါအာတင်ထားဖို့တွေပေါ့နော်။ဘာလို့လဲဆိုတော့အခုချိန်မှာ mental health ပိုင်းဆိုင်ရာတွေစိတ်ပိုင်းဆိုင်ရာတွေကတော်တော်များထိခိုက်နေကြရတဲ့သူတွေများတယ်။တခုခုဆိုစိတ်တက်ကြအရင်မြန်နေကြမယ်လို့ထင်ပါတယ်။ဒါကြောင့်မလို့အာမဟုတ်တဲ့အတွေ့အကြုံမကောင်းတဲ့အတွေ့အကြုံမဝင်အောင်အာတက်နိုင်ဆုံးပေါ့နော်။ညီမတို့ဒီစိတ်လေးတွေလျှော့ပြီးတော့တရားလေးတွေနာဖို့တွေအာပြင်ဖျားတရားများများလို့ဖို့လေးတွေညီမအနေနဲ့တိုက်တွန်းချင်ပါတယ်။အခုချိန်မှာတော့အာဘယ်လိုပဲဖြစ်ဖြစ် ခံစားရတဲ့အာဒီဝေဒနာကများနေမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာဘလောက်ပဲပြောပြောအာနားထဲမဝင်နိုင်ဘူးဆိုပေမဲ့လည်းအာအတက်နိုင်ဆုံးပေါ့နော်ညီမတို့အနေနဲ့စိတ်ကိုလျှော့ထားပြီးတော့ပဲအာဖျားတရားလေးမများလုပ်ပြီးတော့အာ relax လုပ်ဖို့အတွက်ပဲအာညီမနဲ့တိုက်တွန်းချင်ပါတယ်ရှင်ဟုတ်